နီဒါဘော့စတီကိုဂလူးကိုထုတ်ပယ်ခဲ့လို့ကစားသမားတွေရဲ့ပုံကံမှုနဲ့ရေဆန်ရပွဲရှိနေတဲ့စပါတင်ဩကရာအောင်မြင်မှုတွေရရှိပြီးချိန်မှာနီဒါကိုထုတ်ပယ်ခဲ့တဲ့ဆိုရင်အတင်းတွင်းမှာမတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အခုတော့ဒေါ်တီအောင်စပါတင်ဟာနီဒါအန်ဂီဘော့စတီကိုဂလူးကိုထုတ်ပယ်လိုက်တဲ့ကလပ်ရဲ့ဆုံးဖြတ်ချက်ကြောင့်ကစားသမားတွေဒေါသထွက်နေကြပြီးနီဒါတရားအတင်းတွင်းပုံကံမှုမျိုးတွေကိုတော့မှရေဆန်ရပွဲရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီချိန်ကစပါတင်ရဲ့လာမယ့်ရသီအတွက်ပြင်ဆင်မှုတွေကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ် The Daily Telegraph ရဲ့ဖော်ပြချက်အရစပါတင်ဩကရာဒန်နီယယ်လီဗီဟာယူရိုပါလိချန်ပီယံဆုရရှိပြီးတဲ့နောက် နေပြပေါ်စတီကိုဂလူးကိုထုတ်ပယ်လိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်ကစားသမားများပြားကိုဒေါသထွက်စီခဲ့ပါတယ်။အတင်းကပရီးမီးယားလိမှာဆင်းဆက်ကုန်နေရာနဲ့ရာသီတင်းခဲ့တာမှတ်မိမဲ့ပက်ဒရိုပိုတိုအပေါ်ကွင်းကစားသမားများစွာဟာနေပြပေါ်စတီကိုဂလူးကိုဆက်လက်ရှိဖို့မျှော်လင့်ကြောင်းပေါ်တင်ပြောဆိုခဲ့ကြပါတယ်။သူတို့ကနေပြရဲ့ကစားဟန်နဲ့ခေါင်းဆောင်မှုကိုနှစ်သက်သဘောကျခဲ့ကြတာပါ။ခုတော့နေပြကိုထုတ်ပယ်ခင်ရပြီးတဲ့နောက်ကစားသမားချို့ကသူတို့ရဲ့နာကနဲ့ပတ်သက်ပြီးစဉ်းစားနေကြတယ်လို့ဆိုပါတယ်။ဒါကကလပ်အတွက်ဆိုရင်ဒီအခြေအနေတစ်ခုပါ။အတင်းရဲ့ဒီကခံချက်မှုဖြစ်ပြီးအတလတီကိုမက်တစ်အတင်းနဲ့တတိယထွက်နေတဲ့ခရစ်စတီယန်ရိုမဲတိုဟာနေပြပေါ်စတီကိုဂလူးနဲ့လုံယူနီကဲတူဖြစ်တယ်လို့သိရပါတယ်။ သူတို့နှုတ်ကြနားလဲမှုကောင်းမွန်ခဲ့ပြီးကွင်းတွင်းမှာလည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တာပါ။ဒါပြင်အတင်းရဲ့အဓိကတိုက်စစ်မှုအတင်းကောင်းအောင်ဆူအောင်မင်းကလည်းကလပ်အတွက်၁၉နှစ်နှစ်အတွင်းပထမဆုံးဖလားကိုရရှိပြီးတဲ့နောက်ဒီနေရာဒီမှာပဲအတင်းကနေထွက်ခွာနိုင်ခြေရှိတယ်လို့အဆိုပါသတင်းတွေကဖော်ပြထားပါတယ်။ဆုံးလို့အတင်းရဲ့အိုင်ကွန်ကစားသမားတဦးထွက်ခွာနိုင်ခြေရှိတယ်ဆိုတာကတော့အတင်းအတွက်နာဂတ်မှာကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။စပါတင်ကထုတ်ပြလိုက်တဲ့နီးပြနေရာအတွက်ဘရက်ဖို့အတင်းနီးပြသုံးမဖရန့်ကိုခန့်အပ်ဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ပိုစီကိုဂလူရဲ့နီးပြတဲ့ဟာခက်ခဲတဲ့အခြေအနေတစ်ခုကိုအမွေဆက်ခံရဖို့ရှိနေပါတယ်။ကစားသမားများသောဟာဟီရိုပါတီမှာအောင်ပွဲခံပြီးတဲ့နောက် ဒီပါအောင်မှာနှစ်ပတ်ကျော်ကြာအောင်နီးပြပိုစတီကိုဂလူရဲ့နာကင်းနဲ့ပတ်သက်ပြီးဆောင်ဆိုင်နေခဲ့ရတဲ့အတွက်ကလပ်ရဲ့ကင်တွယ်ပုံကိုမချင်မနှက်ဖြစ်နေကြတယ်လို့ဆိုပါတယ်။ဒါကကစားသမားတွေနီးပြပေါ်ဘလောက်ထိလေးစားမှုနဲ့တစ္ဆာရှိမှုရှိလဲဆိုတာကိုပြသနေတာပါ။အခုတော့အောက်ခရလီဗီဟာနီးပြတိကိုအလင်းမြန်ခန့်အပ်ဖို့ကြီးမားတဲ့ PR တွေနဲ့ရင်ဆိုင်နေရပါပြီ။ဥရောပပြိုင်ပွဲဝင်ခွင့်ရထားတဲ့အတင်းတင်းနေနဲ့နီးပြရတို့မတည်ငြိမ်တာကပြောင်းရွှေ့ဈေးကွက်မှာပါထိခိုက်စေနိုင်ပါတယ်။စပါတီယာလာမယာဒီမှာချန်ပီယံလိပြိုင်ပွဲကိုပြန်လည်ဝင်ရောက်ရတော့မှဖြစ်တာကြောင့်အပြောင်းအရွှေ့ဈေးကွက်မှာအသင်းကိုအားရင်ဖြစ်တင်းမှုအရေးကြီးလိုအပ်နေပါတယ် ဒါပေမဲ့နိဗ္ဗာန်ကိစ္စမရှင်းလင်းမဲ့ကစားသမားတွေမကျေနပ်မှုရှိနေရင်ထိတ်တန့်ကစားသမားအစ်တွေကိုခေါ်ယူဖို့အခက်အခဲတွေနဲ့ကြုံတွေ့နိုင်ပါတယ်။ဒါပြင်လက်ရှိကစားသမားတွေကိုတောင်ထိန်းထားဖို့ခက်ခဲလာနိုင်ပါတယ်။စပါတင်ရဲ့ပထမဆုံးရာသီကြိုခြေစမ်းပွဲကိုဇူလိုင်လ31ရက်နေ့မှာအာဆင်နယ်နဲ့ကစားဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ပိုစတီကိုဂလူရဲ့နေရာကိုအစားထုတ်မဲ့နိဗ္ဗာန်တိဟာအဲ့ဒီချိန်ထိခက်ခဲပြီးဖြစ်မလားဆိုတာကတော့မသေးချာသေးပါဘူး။ ီပြတိယကစားသမားတွေရဲ့စိတ်ပြဒေါသထွက်မှုတွေကိုကင်တယ်ဖြေရှင်းရမှာဖြစ်တယ်လို့အတင်းရဲ့ချန်ပီယံလိပင်ဆင်မှုတွေကိုလည်းချိန်မီစတင်လုံဆောင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒေါ်တီယံစပါတင်ဟာလာမယ့်ရာသီအတွက်မရေရာတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဩဂရလီဗီယာဆုံးဖြတ်ချက်ဟာအတင်းပေါ်ရေရှည်ဘလို့တာရောက်မှုတွေရှိလာမလဲ။ဒီအခြေအနေကိုသူဘလို့ကင်တယ်ဖြေရှင်းမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒေါ်တီယံစပါတင်ဟာကွင်းတွင်းသားမကကွင်းပြင်မှာပါမှာစင်ခုံမှုများစွာနဲ့ရင်ဆိုင်နေရပါပြီ။အမေရိကန်ပြည်ကအမေရိကန်ပြည်ကအလစ်ပူစကောအစ်မိုဟာမက်ဆာလစ်100